မော်လမြိုင်မြို့ရွှေတောင်ရက်ကွက်ကန္နာလန်အမှတ်လေးစိတ်ခံဘော်ဒရာအနီးရင်းနှီးပြောင်းဆုံးခဲ့တဲ့ အသက်73နှစ်အရွယ်ကလေးရဲ့ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဧပြီ18ရက်နေ့မြမတကြံနှစ်ဆန်းတရက်နေ့မော်လဲ2နာရီဝင်းကျင်ခန်းကအဆိုပါမော်လမြိုင်မြို့ရွှေတောင်ရက်ကွက်ကန္နာလမ်းမှာရှိတဲ့အမှတ်လေးစိတ်ခံဘော်ဒရာအနေမှာအသက်73နှစ်ဝင်းကျင် ကလေးလေးဦးဟာဘောလုံးကန်နေကြစဉ်ဘောလုံးဟာတန်လင်းမြစ်ထဲကျသွားတဲ့အတွက်ကလေးလေးဦးဟာဘောလုံးလိုက်ဆယ်စဉ်မှာ၃ဦးဟာပြန်တက်လာနိုင်ခဲ့ပေမဲ့အသက်73နှစ်အရွယ်မောင်သူခန့်ဆိုသူဟာပျောက်ဆုံးသွားတဲ့အတွက်လူမှုကွန်ရီကေဆေးရေးအဖွဲ့တွေရက်ကွက်နေပြည်သူတွေ ဝိုင်းဝန်းရှာဖွေခဲ့ကြတယ်လို့မြို့ကန်တအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီး ကလေးတွေကမော်လမြိုင်မြို့ဖတ်တန်းရက်ကွက်ဒေါင်းမင်းရက်ထဲကကလေးတွေလို့သိရပါတယ်။ဧပြီလ18ရက်နေ့ကကလေးတယောက်ရေထဲနစ်နေလို့သူ့မိဘစီကိုကျန်တဲ့ကလေးတွေကလာပြောမှသိကြတယ်လို့ပြောပါရယ်။ရှင်နစ်ပြောင်းဆုံးခဲ့တဲ့မောင်သူခန့်ရဲ့ရုပ်အလောင်းကိုဧပြီလ18ရက်နေ့မနက်7:40မိနစ်40ခန်းမှာအဆိုပါအမှတ်လေးစိတ်ခံဘော်ဒရာအနေနဲ့တန်လင်းမြကန်းဆက်မှာရှောက်ခွေတွေ့ရှိခဲ့တာဖြစ်ကြောင်း၎င်းမြို့ကန်ကဆိုပါရယ်။ရှင်နစ်တင်ဆောင်ခဲ့တဲ့မောင်သူခန့်ရဲ့ရုပ်အလောင်းကို မော်လမြိုင်မြို့ကန်လူမှုကူညီကိစ္စရေးအဖွဲ့ကမော်လမြိုင်မြို့ပြည်သူ့စေယုံကြီးမှရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျာ။